ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခုပွင့်ကဟင်းထက်လို့ခေါ်တဲ့ကောင်းလေးတစ်ယောက်နဲ့အတူမင်္ဂလာဆောင်လိုက်ပါတယ်ဟင်းထက်ကရင်ကိုချမ်းသာတဲ့ဒုတိယဖြစ်တဲ့အပြင်ဖူးပွင့်စေကူတွေကကောင်းလေးအတိုင်းလေးဖြစ်ပါတယ်မင်္ဂလာဆောင်ပြီးရောက်ခမရင်ကိုရောက်လာတဲ့အချိန်မှာ ရောက်ခမဖြစ်သူဒေါ်မြကြီးကအိမ်ကနေကြိုးစွင်းရင်းနဲ့ပြောလိုက်ပါတော့တယ်။သမီးရဲ့ညာခြေတောက်နဲ့ဆန်အိုးကန်လိုက်ပြီးရင်သမီးရဲ့ကန်ကောင်းလာတဲ့ကန်တရားတွေနဲ့အတူအိမ်ထဲဝင်လာခဲ့လိုက်။ဖူးပွင့်ကညာခြေတောက်နဲ့ဆန်အိုးကိုကန်ပြီးတော့အိမ်ထဲကိုဝင်လာလိုက်ပါတယ်။ခဏကြာရင်းနောက်မှာတော့အခန်းထဲကိုဝင်သွားလိုက်ပါတယ်။ရန်နေငယ်တွဲမှာပဲဖူးပွင့်ကရောက်ခမအိမ်ကအလုပ်ကိစ္စတိုင်းကိုနန်းနေနေနေနဲ့လှုပ်ဆောင်လိုက်ပါတယ်။ဒီလိုနဲ့ပဲတည့်ရမှာတော့ဖူးပွင့်စီကိုသူ့ရဲ့အမေဒေါ်ဟီမာကဖုန်းဆက်လိုက်ပါတော့တယ်။ တမီလေးဖူးပွင့်တမီဘလို့နေလဲအစင်မြေတယ်မလားတမီရဲ့ရခမအောင်တမီပေါ်ကောင်းမရလားပြီးတော့သူတို့အားလုံးတမီကိုကျူတော့စိုက်ပါရနော်အမေရဲ့တပြိုင်နက်တည်းမိခုံးနေုံမင်းနေတော့တမီကဘလို့ဖြေပေးရမလဲတော့မသိတော့ဘူးတမီမှာအနားယူဖို့တော့အချိန်ရှိရမှာမဟုတ်ဘူးရှိရအချိန်ကိုလည်းအမေကဖုန်းဆက်ပြီးတော့ခေါင်းလာစားနေရဲ့အမေရဲ့တမီလေးရဲ့အမေကတမီကိုစိတ်ပူလုံးလုံးမေးတာပါဒီမှာကြည့်အဲ့လောက်ကြီး formality လောက်ဆရာမလို့ဘာလို့လဲဆိုတော့ အမေကသမီးကိုဘလောက်တောင်ကယူဆိုင်လဲကယူမဆိုင်လဲဆိုတာသမီးအသိဆုံးပဲအဲ့ဒါကြောင့်ဟန်ဆောင်နေစရာမလိုပါဘူးဖူးပွင့်ကသူ့အမေကိုခတ်ထမ်းတဲ့လေးတန်းနဲ့စကားပြောနေတဲ့အချိန်မှာအဲ့ဒီနေရာကိုဟင်းထက်ကရောက်လာပါတယ်ဟင်းထက်ကိုတွေ့ပြီးတော့ဖူးပွင့်ကလည်းချွတ်ချွတ်တသားနဲ့သူ့အမေကိုစကားပြောလိုက်တော့တာပေါ့ဟုတ်ကဲ့အမေဒီမှာလေကိုဟင်းထက်ရောရက်ခမပါသမီးကိုအရန်ကယူဆိုင်ပေးရာအိမ်မှာအလုပ်သမားတွေလည်းအများကြီးရှိတယ်ဒါပေမဲ့လည်းသမီးဟင်းကတော့သမီးပဲချက်တယ်ဘာလို့လဲဆိုတော့ ကိုဟင်းထက်ကအလုသမားချက်ပေးတဲ့ထမင်းကိုမကြိုက်လို့တဲ့လေအဲ့ဒါကြောင့်ဒါဆွေလက်အမေနောက်မှပဲစကားပြောတော့မယ်နော်ကိုဟင်းထက်လည်းပြန်လာနေပြီဆိုတော့သူ့ထမင်းခူးပေးရမယ်လေအဲ့လိုပြောပြီးတော့ဖူးပွင့်ကဖုံးချလိုက်ပါတော့တယ်ဒေါဟိမကမျက်ရည်ဝဲလာပြီးတော့သူ့ရဲ့တီဆုံးသွားပြီးဖြစ်တဲ့ယောက်ျားရဲ့တပုံစီကိုသွားပြီးတော့ပြောလိုက်ပါတော့တယ်ရှင်လက်တွေ့ရမလားကျမတို့ရဲ့သမီးကကျမဘလို့လီတန်နဲ့စကားပြောနေတယ်ကြည့်ပါဦးသူ့စီကနေခြူသားတဲ့အတန်လေးကြားဖို့အတွက် ကျမရဲ့နာဆောင်ဆိုင်နေရကြပြီဘယ်ချိန်ကျမကျမတို့အမေလို့တတ်မှတ်မလဲမသိရောပါအောင်ရှင်တဖက်မှာဒေါ်ဟိမာကငုံငုံပြီးတော့သူ့ယောက်ျားဓာတ်ပုံနဲ့စကားပြောနေတဲ့အချိန်နောက်တစ်ဖက်မှာဖူးပွင့်ကသူ့ယောက်ခမအိမ်မှာပျော်ရှင်စွာနဲ့နေထိုင်နေတော့တာပေါ့ဒီလိုနဲ့ပဲတည့်ရမှာတော့ဖူးပွင့်ကမိဘကြောင့်နေမှာလှုပ်လှုပ်နေတဲ့အချိန်ဒေါ်ဟိမာရဲ့ဖုန်းကဝင်လာခဲ့ပါတယ်ဒါပေမဲ့ဖူးပွင့်ကသူ့အမေရဲ့ဖုန်းကိုမကင်မဲ ignore လုပ်ထားလိုက်ပါတယ်ခဏခဏဖုန်းဆက်နေပေမဲ့လည်းဖူးပွင့်ကသူ့အမေရဲ့ဖုန်းကိုလုံးဝမကင်ဘူးပေါ့ ခဏကြာရင်းနောက်မှာဟိန်းထက်ကဖူးပွင့်စီကိုရောက်လာတဲ့အချိန်မှာတော့ဖူးပွင့်မင်းဘာလို့မိဖုံးကိုမကင်တာလဲသူမင်းကိုဖုန်းဆက်နေတာကြားလာပြီကျမအလလုံနေလို့ပါကိုဟိန်းထက် အလလုံနေတန်လန်နဲ့အမေရဲ့ဖုန်းကိုမကင်ချင်တော့လို့လေမင်းကရင်းကိုတကူကောင်းဆန်တာပဲမင်းရဲ့အမေတော်တော်လေးနေမကောင်းဖြစ်နေတာကိုရောမင်းသိရဲ့လားစဉ်းစားကြည့်မင်းကလေးဘဝတော့နေမကောင်းဖြစ်တဲ့အချိန်ဆိုရင်မင်းအမေကညဘက်တောင်မအိပ်ဖဲမင်းကိုပြည့်စုံဆောက်ရှောက်ခဲ့တာအခုအချိန်မှာမင်းအမေကမင်းကိုလိုအပ်နေတာတောင်းတောင်းဒီလိုစကားမျိုးပြောထွက်တယ်ဟုတ်လား ဟင်းထက်ရဲ့စကားကိုနားထောင်ပြီးတော့ဖူးပွင့်ကတိတ်ဆိတ်သွားခဲ့ပါတယ်။ဘာလို့ပါဇက်ပိတ်ပြီးရက်နေရလဲ။မင်းရဲ့အမိန်ကိုသွားမယ်။လာခဲ့။ဟင်းထက်ရဲ့စကားကိုနားထောင်ပြီးတော့ဖူးပွင့်ကပြင်ဆင်လိုက်ပါတော့တယ်။အဲ့နောက်မှာဖူးပွင့်ကဟင်းထက်နဲ့အတူမေးအင်ကိုရောက်လာပါတော့တယ်။ဒီချိန်မှာဒုံဟင်မာကအိယာဘော်မှာနှိမ့်နေတာကိုကြည့်ပြီးဖူးပွင့်ကအိယာဘော်ကိုတတ်ထိုင်လိုက်ပါတယ်။အမေပါဖြစ်တာလဲ။ဘလို့လို့ပြီးဒီလောက်တောင်နေမကောင်းဖြစ်သွားတာလဲ။အမေတကယ်ပဲနေမကောင်းဖြစ်냐လား။ ဒါမှမဟုတ်ဟန်ဆောင်ညာလားမေဘာလို့လို့ပြောရတာလဲဖူးပွင့်ဘသူကနေမကောင်းတာကိုဟန်ဆောင်နေမှာလဲကိုဟင်းချက်ရှင်ကဘာမှသိရမှာမဟုတ်ဘူးအဲ့ဒါကြောင့်ကြားဝင်ပြီးမပြောတာပိုကောင်းလိမ့်မယ်ပြီးတော့အမေအမေကိုပြောချင်တာအမေနေမကောင်းတာအကြောင်းပြပြီးသမီးကိုအိမ်ကိုရောက်လာစေချင်လို့မှတ်လားဖူးပွင့်ရဲ့စကားကိုနားထောင်ပြီးတော့ဒေါ်ဟိမရဲ့ဟန်ဆောင်ပြုံးပြုံးလိုက်ပြီးမျက်ဝင်းထဲမှာမျက်ရည်တွေနဲ့ပြေးသွားပါတော့တယ် ဒါရီကိုကြည့်ပြီးဟိန်းထက်ကသူ့မိမနဲ့ရောက်ခမကြားကတချို့သောအကြောင်းအရာလေးတွေကိုနားလည်လာတော့တာပေါ့ဒါပေမဲ့လည်းသူကဘာမှမပြောပါဘူးအဲဒီနောက်မှာဟိန်းထက်ကသူ့ရောက်ခမကိုတွေးခေါ်ပြီးတော့စေးရုံခေါ်သွားလိုက်ပါတယ်ဒီချိန်မှာဒေါက်တာကပြောလိုက်တော့တာပေါ့ဒီမကြီးဟိန်းထက်အန်တီအချင်းတွေကတော်တော်လေးဆိုးတယ် blood infection ဖြစ်သွားတာအဲ့ဒီအပြင်တိုက်ဖိုက်လည်းဖြစ်နေသေးတယ်ဒါမှမဟုတ်စေးကိုပုံမှန်တောက်ပြီးရင်တော့တတ်တာသွားပါလိမ့်မယ်တခုတော့ရှိတယ်လူနာနဲ့တူအချင်းပြည့်ရှိပေးနိုင်မှာဖြစ်မယ် ဟုတ်ကဲ့ကျွန်တော်နားလေပါပြီဆရာဒီလိုနဲ့ပဲဟင်းထက်နဲ့ဖူးပွင့်တို့ကဒိုဟီမာကိုအင်ခေါ်လာလိုက်ပါတော့တယ်ဒါပေမဲ့ဟင်းထက်ကအလုပ်တွေရှိသေးတာရင်ဖူးပွင့်ကလည်းအမေအိမ်မှာမနေချင်တာရဲ့ကြောင့်ဟင်းထက်ကသူ့အိမ်ကိုခေါ်လာလိုက်ပါတယ်ဒိုဟီမာကိုကြည့်ပြီးဒေါမြကြီးကလည်းဝမ်းသာသွားပါတော့တယ်အချိန်တွေကုန်ဆုံးသွားခဲ့ပါတယ်တရက်မှာဟင်းထက်ကရေချိုးပြီးမိဘကန်းလေးကနေထွက်လာတဲ့အချိန်မှာအခန်းထဲကိုဒိုဟီမာကဝင်လာလိုက်ပါတယ်အမေကျွန်တော်အခန်းထဲကိုတခုခုလိုချင်လို့လားဟုတ်တယ်သားလေး ဖူးပွင့်ကိုလိုက်ရှာနေတာအမေနဲ့နဲ့ကောင်းနောက်နေလို့ဖူးပွင့်ကိုကောင်းမှစီထည့်ခိုင်းမယ်ဆိုပြီးတော့တီယုံရောက်လာတာသူကတည်တည်ချာချာလေးစီထည့်ပေးတက်တယ်လေအဲ့ဒီချိန်မှာဟင်းချက်ကကြည့်ရတာဖူးပွင့်ကမိဖို့ကြောင့်နဲ့မှာထမင်းဟင်းချက်နေတာဖြစ်မယ်ဒီလိုလုပ်မေးဒီမှာထားလိုက်ကျွန်တော်ပဲစီထည့်ပေးလိုက်မယ်ဒီလိုပြောလိုက်ပါတော့တယ်ဒါကိုနားထောင်ပြီးတော့ဒေါ်ဟီမာကပြောလိုက်ပါတော့တယ်ဒါပေမဲ့တားရဲ့အမေရဲ့ဘာလို့အများကြီးတွေးနေတာလဲအမေကကျွန်တော်ကိုတားလို့ခေါ်နေမှာဟုတ်လား သားတယောက်ကနေဖြစ်သူကိုစီးထည့်ပေးတာပဲဘာဖြစ်မှာမို့လို့လဲအဲ့နောက်မှာတော့ဒိုဟီမာကအောက်မှာထန်လိုက်ပါတယ်ဟိန်းထက်ကဂရင်းပေါ်မှာထိုင်ပြီးရောက်ခမဖြစ်သူကိုစီးထည့်ပေးနေတော့တာပေါ့ဒီချိန်မှာနှုတ်ခွက်ကိုကင်ပြီးတော့ဖူးပွင့်ကအခန်းထဲဝင်လာလိုက်ပါတယ်တယောက်ကြားနေသူ့မိကိုဒီလိုပုံစံမျိုးနဲ့တွေ့ပြီးသူ့ရဲ့စိတ်ထဲမှာတန်တရာဝင်သွားခဲ့ပါတယ်အမေဒါပါလုံနေရလဲပြီးတော့ကိုဟိန်းထက်ရှင်ဟောဘာဖြစ်လို့ကျမအမေကိုစီးထည့်ပေးနေရလဲအဲ့ဒါလေဖူးပွင့် အမေကကောင်းကင်နေလို့တယ်လေအမေကမင်းကိုလိုက်ရှာနေတာမင်းထမင်းဟင်းချက်နေတော့ကိုကပဲအမေကိုစီးထည့်ပေးမယ်လို့ပြောလိုက်တာလေမင်းရောက်လာပြီဆိုမှတော့မင်းမအမေကိုစီးထည့်ပေးလိုက်တော့ငါရဲ့စန်တာနဲ့သားဆိုရင်တခါတည်းကတုံးတုံးမေးလိုက်ခြင်းနဲ့စပင်လည်းမရှိတော့စီလည်းထည့်ပေးစရာမလိုတော့ဘူးလေမင်းဘာပြောလိုက်တာလဲကျမပြောတာဘာလို့မလုပ်ပေးရမှာလဲအခုပဲအမေကိုစီထည့်ပေးလိုက်မယ်လို့ပြောတာအဲ့နောက်မှာဖူးပွင့်ကသူ့မိရဲ့ခေါင်းကိုကမ်းပြီးတော့ထန်လိုက်ပါတယ် ဒါပေမဲ့ဟင်းထက်ကအခန်းထဲကနေပြင်ကိုထွက်သွားတဲ့အချိန်မှာပဲပူပွင့်ကသူ့အမိကိုတွန်းပြီးတော့ပြောလိုက်ပါတော့တယ်။နားထောင်မေသမီးရဲ့ယောက်ျားနဲ့ဝေးဝေးမှနေအမေရဲ့အရေးကိုတော့သမီးကသဘောကျတာမဟုတ်ဘူး။အမေဒီမှမနေနိုင်တာသမီးရဲ့ယောက်ျားကြောင့်ပဲ။ "तू ကအမေကိုအရင်ကရိုးသားလာတဲ့မိန်းမလို့ထင်နေတာ။အမေရဲ့အမှန်တရားကိုသိသွားတဲ့တည်းကြ तू လည်းအမေကိုမုန်းသွားလိမ့်မယ်။"အဲ့လိုပြောပြီးတော့ဖူးပွင့်ကထွက်သွားလိုက်ပါတော့တယ်။ တော်ဟီမာကတော့သူသမီးရဲ့ခက်ထန်းတဲ့ဇာတ်တွေကိုနားထောင်ပြီးစိတ်မကောင်းဖြစ်ခဲ့ပါတယ်။အားလုံးကထမင်းစားစပွဲကုံပေါ်မှာစောင့်နေကြပါတယ်။ခဏကြာရင်နောက်မှာဖူးပွင့်ကထမင်းဟင်းခူးလာပြီးတော့ထမင်းစားစပွဲကုံစီကိုရောက်လာပါတယ်။အဲဒီနောက်မှာဒိုဟီမာကလည်းသူသမီးကိုကူညီပေးလိုက်ပါတယ်။အရင်ဆုံးဒိုဟီမာကဒုံမြရီကိုခူးပေးလိုက်ပါတယ်။နောက်တော့ပကင်ထဲမှာခူးပေးပြီးဟင်းထက်ကိုသွားပေးဖို့လုပ်နေတဲ့အချိန်ဒိုဟီမာရဲ့ပေါ်မကချောပြီးတော့ပြုတ်ကျသွားခဲ့ပါတယ်။ ဒါဟုကြည့်ပြီးဖူးပွင့်ရဲ့ဒေါသကကောင်းကင်ခုနှစ်ထပ်အထိကိုရောက်သွားပါတော့တယ်။အဲ့နောက်မှာဖူးပွင့်ကသူ့အမေကိုပန်းရိုက်လိုက်ပါတော့တယ်။ကြိုးထားတယ်မလား။သမီးရဲ့ယောက်ျားနဲ့ဝဲဝဲနေလို့အမေကသမီးရဲ့အမေဖြစ်ပြီးတော့တောင်မရပြန်ဖြစ်ချင်တယ်လို့လား။သမီးရဲ့ပတ်စံရှိတဲ့ရခမအိမ်ကိုကြည့်ပြီးတခါတည်းသမီးရဲ့မရပြိုင်မှာဖြစ်ချင်သွားတာလား။ပထမဆုံးသမီးရဲ့ဖေကမရငယ်ဖြစ်ခဲ့တယ်။မရငယ်ဖြစ်တာတော့မှမကြသေးဘူး။သမီးရဲ့အမေကိုအစိတ်တိုက်ပြီးတော့တတ်လိုက်တယ်။နောက်တော့အဖေကိုလည်းတတ်ပြစ်လိုက်တယ်။ ပိုင်ဆိုင်မှုတွေအလုံးအမေ့ဟာဖြစ်လာတော့သမီးကိုမင်္ဂလာဆောင်ပေးပြီးအိမ်ကနေနှင်းထုတ်လိုက်တယ်။သမီးကအကောင်းလို့သာဒီအိမ်ကိုချွေးမနေနဲ့ရောက်လာနိုင်ခဲ့တာ။ဒါပေမဲ့လည်းသမီးရောက်ခမအိမ်ရဲ့ချမ်းသာကြွယ်ဝမှုကြည့်ပြီးစိတ်ကရိုင်းသွားပြန်တယ်မလား။အစတည်းကသမီးတတိပေးထားတယ်နော်။သမီးရဲ့ယောက်ျားနဲ့ဝေးဝေးနေပါ။ဒါပေမဲ့လည်းအမေရဲ့အချင်းကပြောင်းသွားတာမှမဟုတ်တာ။ဖူးပွင့်ရဲ့အပြုတ်မူတွေကိုကြည့်ပြီးဟိန်းထက်တဲ့ဒုံမြကြီးနှစ်ယောက်လုံးအန်အိုးသွားကြပါတော့တယ်။ ။ဘာလို့လဲဆိုတော့ဖြစ်ပြက်သမျှအရာအလုံးကမတော်တဆဖြစ်သွားတာကြောင့်ပေါ့။ဒါကိုကြည့်ပြီးတော့ဒုံမြကြီးကလည်းဒေါသထွက်သွားခဲ့ပါရဲ့။နောက်တော့သူကဖူးပွင့်ကိုပန်းရိုက်လိုက်တော့တာပေါ့။အမေဘာလုပ်နေရလဲ။အမေလည်းတွေ့တာပဲ။ဘလို့မျိုးတီမိမ့်မတော်လိုက်တော့ဖူးပွင့်နောက်ထပ်ခုနင်ထပ်ပြောမယ်ဆိုရင်နင့်ကိုဒီအိမ်ကနေမောင်းထုတ်လိုက်မှာ။နင့်ရဲ့အမေအကြောင်းနင်ပါများသိတာမလို့လဲ။ကိုရဲ့အမေကတော့အဆက်မရှိတဲ့မိမတယောက်လို့ပြောရအောင်။ तू ကငါ့ရဲ့တငယ်ချင်းပဲ။တကယ်လို့ तू ဒါနင့်ကိုမနာလို့တဲဆိုရင် နင့်ကိုငါသားနဲ့မဟုတ်ပဲတရောင်းစားနဲ့ပေးစားပြစ်မှာပေါ့သူ့မှာတော့နင့်ကိုချစ်လွန်လို့အရာအလုံးဆွတ်လွတ်ပေးခဲ့ရတာသမီးတာတို့နားလေသေးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့သမီးကအမေတယောက်မဖြစ်သေးဘူးလေသမီးအမေလည်းအက်ဆီဒန့်တစ်ခုကြောင့်တေဆုံးသွားခဲ့ရတာသမီးရဲ့အဖေကလည်းနာမကျန်းဖြစ်ပြီးတော့တေဆုံးသွားခဲ့တာဒါတွေအားလုံးလည်းသမီးကနားလေမှာမဟုတ်ဘူးသမီးတိတာအပြစ်တွေအားလုံးသူ့ပေါ်ပုံချဖို့ပဲသူကသမီးကိုချစ်လွန်လို့သူ့တဘဝလုံးမှာကလေးတောင်ရှူတာမဟုတ်ဘူး နောက်ထပ်ကလေးတယောက်သာရှိလာရင် သမီးကိုချစ်ပေမဲ့အချစ်တွေယော့သွားမှာစိုးလို့ရလေဒီစကားတွေကိုနားထောင်ပြီးတော့ဖူးပွင့်ကနောင်တရသွားခဲ့ပါတယ်နောက်တော့သူ့ရောက်ခမနဲ့အမေဖြစ်သူကိုတောင်းပန်လိုက်ပါတယ်သူ့ရဲ့ဆန္ဒတွေပြေဝသွားတာကြောင့်ဒေါ်ဟီမာကဖူးပွင့်ကိုခွင့်လွှတ်ပေးလိုက်ပါတယ်ဒါပေမဲ့နောက်နေမှာပဲဒေါ်ဟီမာကသူ့အိမ်ကို ပြန်သွားလိုက်ပါတယ်နောက်တစ်ပတ်အတွင်းမှာပဲဒေါ်ဟီမာကပိုင်ဆိုင်မှုစာချုပ်တွေနဲ့အတူရှေ့နေကိုဖူးပွင့်စီလွှတ်ပေးလိုက်ပါတယ် ။ဒိတ်စာချုပ်ထဲမှာအိနဲ့အတူပိုင်ဆိုင်မှုမှန်သမျှကဖူးပွင့်နမင်းနဲ့ဖုတ်ပြနေတော့တာပေါ့။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။